္ဂလာပါရှင်ကျမကတော့ချီချိုဆမ်းပါ DPPO မြေတန်းကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်မြောက်ဝတီမြို့တောင်ပိုင်းဘက်မေလက်ပန်ကြားဖြတ်ရုံကနိုင်ငံသား900ကျော်ကိုပြန်လည်ပို့ဆောင်ဖို့ KNU ကလှုပ်ဆောင်နေပေမဲ့နိုင်ငံတကာရဲ့အကူအညီမရတာကြောင့်ဒီအတိုင်းပြန်လှုပ်ပေးလိုက်ရင်ကြားဖြတ်ကိုဆက်လုပ်သွားနိုင်တယ်လို့အလို့သမားရေးလှုပ်ရှားသူတွေကပြောပါတယ်အောက်ခက်ပေးပို့ထားပါတယ်ရှင်ကင်းမီနေမြောက်မြောက်တောင်ဘက်က မင်းလက်ပံအွန်လိုင်းကြံပြန်ဝင်လုပ်ငန်းကနေရမပြောင်းလို့တဲ့နိုင်ငံသား900ကျော်အတွဲဒိန်းဒိန်းပို့ဆောင်ရေးလုပ်ငန်းတွေမှာနိုင်ငံကကူညီတာမရှိဘူးလို့ဒီဇင်ဘာလ6ရက်နေ့ကကရင်ကထုတ်ပြန်ပါတယ်နိုင်ငံကကူညီမရလို့ဒိန်းဒိန်းနဲ့အလုံသမားတွေကိုပြန်လွှတ်ပေးလိုက်တာနဲ့ကြံပြန်ကိုဆက်လုပ်သွားနိုင်တယ်လို့အလုံသမားကြီးလှူရှားသူတွေကပြောပါတယ်နောက်ဆုံးတွေ့ရပါသတ်ထုတ်မယ်ဆိုတော့သူတို့ဒီကနေ့အစီအစဉ်ရောက်သွားလို့ရှိရင်သူတို့ဒီဘောက်ကိုလည်းဒီတားချက်မှာ ကျွန်တော်တို့အပြင်ပြည်ရာပြည်ရာမှာချစ်တူဒီလိုဖြစ်နေရမယ့်အတွက်ကပ်ပြီးတော့သူတို့ကဒီကြောက်ပြန်ဆက်ပြီးတော့လုံသွားမယ့်ပုံစံမျိုးကျွန်တော်မြင်နေပေါ့နော်။ဘာလို့မှဒီလိုပဲလုပ်တတ်တယ်။စားလို့မလုပ်တတ်တော့ဘူး။ဒါဒီလိုဘုကလုပ်တာပါပြည်သူကြောင့်ဒီသူတို့ဒီနိုင်ငံကဝတ်တပြေဝတ်လောက်လောက်နဲ့ဆက်သွားတာပုံပဲနဲ့ဒီတိုင်းဖြစ်ဆုံးလာအပြင်ရောက်သွားတဲ့ဆိုရင်တတိယကျတော့လည်းတန်ကောင်းကနေတန်းပြတာရှိတယ်။တတိယကျတော့လည်း အဲတင်းဆိုင်မှာပြောင်းမျိုးခုနကလိုအတုံးတူပြဆက်လုပ်ကြတာပေါ့မင်းလည်းပဲကြမ်းပြန်ရုံမှာထိနေထားတဲ့တရုတ်တွေဟာမိမိလမ်းကြောင်းနဲ့ထွက်ခွာခွင့်ရမှုထိနေထားတဲ့တပ်တွေကထောက်ထားတွေနဲ့အဆောက်အဦတွေကိုမိရှုဖြည့်ဆည်းတာတွေဖိအားပေးတာတွေလှုပ်ဆောင်နေပါတယ်။ဒါကြောင့်ထိနေထားတဲ့ကြမ်းပြန်လုံသမားတွေကိုနေမီလူညိုရေးချီနေတဲ့ကြောင့်ကိုပိုင်စီစီနဲ့ထွက်ခွာခွင့်ပြလိုက်တယ်လို့ KNU ကဆိုထားပါတယ်။ တော့တကယ်ပြန်လာပါဘူးလားမျိုးပြည့်ရပြန်ပြီးရေစီပေါင်းဆောင်ချောတာရဖြစ်လာတယ်လေ။အဲနောက်တစ်ခုကတော့အဲပြည့်ရပြန်မှရောက်တာပြီးသားတော့ပြည်သားနဲ့ဟိုဆက်ရှိဆက်ပြီးတော့ဆက်ရှိဆက်ပြီးရပြန်လာပြီးခေါင်းမှာလူကအမေရိကန်လောက်ကတည်းကပြည့်ရပြီးရုပ်တော့ဆက်သူတို့ဒီမှာမျိုးကဘာဆက်ပြီးတော့တာလဲများပြီးလို့လာလာတော့ဘယ်လိုလုပ်ပြီးတော့တက်တယ်လို့ပြောနေကြတယ်လို့ကြားလာရတယ် ဆက်ပြီးတောက်ပြကြတာမျိုးဖြစ်လာတယ်တခါတည်းကမော်လန်ကလည်းဒါဆိုရင်ဒီမှာဒီလိုကောင်းနေတာကိုတပ်ပြကြမျိုးဟိုတပ်ပြကြတာကလည်းချောင်းတာမျိုးဒီကဖြစ်လာတာပါလို့ဒါကြောင့်ဂျာမန်စာအုပ်တွေနဲ့ထိန်းသိမ်းထားတဲ့နိုင်ငံသားတွေကိုဆက်လက်ကင်ွယ်ဖို့နဲ့ဒေသခံပြည်သူတွေကိုကာကွယ်စောင့်ရှောက်မှု KNU ကပြည်မျိုးသားလူမျိုးတက်မလို့ KNL ကိုလုံခြုံရေးအာဏာလွှဲပြောင်းပေးလိုက်ပါတယ်။နှစ်ဖက်တိုက်ပွဲတွေကြောင့် နိုင်ငံသားတွေထိခိုက်မှုရှိခဲ့ရင်တက်ဆိုင်ရာနိုင်ငံတွေကအပြစ်ပုံချတာမျိုးတွေဖြစ်လာနိုင်တယ်လို့ပြင်းစေးလေးလာသူတွေကပြောပါတယ်ဒါကဒီလိုနဲ့ကြမ်းနေတဲ့လူတွေကဆက်နေကြတယ်လို့မှာဟိုအပြစ်ပုံချတာတွေဆွနာနေတယ်။ဒါပေမဲ့ဒီလိုမျိုးနဲ့တော်တော်များများချင်းကြီးလာဆိုကြတယ်ဘယ်လိုမှမလာဘူးလို့ပြောလို့ပဲ။ 我们公司那里马上生产的那个，我们那里大西西啊，那里那里有工人，就那那里有。စကောမရှင်က online လေးလည်းမှုလောင်းသားမှုတွေကိုမြမပြေပေါ်ကနေအပီးတိုင်းချုပ်ငင်းသွားအောင်အမြင့်ပြတ်ချင်မှုတော့တင်သွားမယ်လို့ပြောဆိုခဲ့ပါတယ်။ဒါအပြင်မင်းလက်ပြန်ကြားပြန်ယုံကကင်ထိန်းသိမ်းထားတဲ့တက်တီတွေကိုပြန်လည်ရယူနိုင်ဖို့စစ်တပ်ကမြေပြင်နဲ့ဝင်ရင်ပြစ်ကူရယူပြီးစစ်ကြောင်းထုံးနေတာကြောင့် လူကြီးရနဲ့မင်းလက်ပန်ကြီးရနီမှာတိုက်ပွဲတွေပြင်းထန်နေပါတယ်ကျွန်တော်အောင်ခံပါမြန်မာနိုင်ငံမှာစစ်ကောင်စီကကျင်းပဖို့စီစဉ်နေတဲ့ရွေးကောက်ပွဲမှာလွတ်လပ်မျှတပြီးအားလုံးပါဝင်သင့်ကြောင်းအိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူရန်ဒီယာဂျိုင်ဆွာကဒီဇင်ဘာ၈ရက်ကပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာပြောလိုက်တယ်လို့အိန္ဒိယသတင်းတွေမှာဖော်ပြပါဗျာ မြမဆောက်စုကတော့လာမယ့်ဒီဇင်ဘာ28ရက်ကစတင်ပြီးတော့ရွေးကောက်ပွဲကိုအဆင့်30ဆင့်နဲ့မဲပေးနိုင်ဖို့စီစဉ်ထားပြီးပြည်ပနိုင်ငံတွေကကြိုတင်မဲပေးမှုတွေကိုဟောင်ကောင်၊စင်ကာပူ၊ချင်းမိုင်နဲ့ဘန်ကောက်လိုနေရာတွေကမြမတပ်ရုံးတွေမှစတင်ပြုလုပ်နေတာဖြစ်ပါတယ်။လက်တလုံးမှာတော့စစ်အုပ်စုရွေးကောက်ပွဲရဲ့တရားဝင်မှုနဲ့ပတ်သက်လို့စိုးရိမ်မှုတွေလည်းကြေကြေပြပြထွက်ပေါ်နေသလိုစစ်ကောင်စီလက်အောက်ခံပြည်တော်စုရွေးကောက်ပွဲကော်မရှင် UEC ကလည်းရက်ွက်ကြေးရအုပ်စု ၃နောင်နေပါမှရွေးကောက်ပွဲကျင်းပနိုင်မှာမဟုတ်ဘူးလို့မကြသေးခင်ကကြေညာထားခဲ့တာအကြောင်းစစ်ကောက်စီအနေနဲ့ပွင့်လင်းမြင်သာမှုပြသဖို့ PR ပုံများလာနေတာဖြစ်ပါတယ်။ဒီအခြေအနေတွေနဲ့ပတ်သက်ပြီးအမေရိကန်အခြေစိုက်လူအခွင့်ရေးစောင့်ကြည့်လေ့လာရေးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ HRW အဖွဲ့ကလည်းစစ်ကောက်စီရဲ့ရွေးကောက်ပွဲဟာလွတ်လပ်တရားမျှတဒါမှမဟုတ်အားလုံးပါဝင်နိုင်မှာမဟုတ်ဘူးလို့ပြောထားသလို ဒီရွေးကောက်ပွဲအစီအစဉ်ကိုပယ်ချဖို့နိုင်ငံတကာအစိုးရတွေကိုလည်းတိုက်တွန်းထားပါတယ်ရှင်။မကွေးတိုင်းမင်းဘူးမြို့နယ်မှာစစ်ကြောင်ထိုးသွားတဲ့စစ်ကောင်စီတပ်ကအရက်သား၂ယောက်ကိုတပ်ဖြတ်ပြီး၂ယောက်ကိုဖမ်းဆီးသွားတယ်လို့မင်းဘူးခရိုင်အမှတ်6တပ်ရင်းစီကသိရပါတယ်။ဒီဇင်ဘာလ3ရက်ကစပြီးစကူမျိုးအနောက်ပိုင်းခံကုန်းရွာကနေရွှေဆက်တော်ဖျားကိုအင်အား120ဝန်းကျင်နဲ့စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ဟာ ဒီဇင်ဘာလ၄ရက်မှာရွှေချောင်းရွာကအသက်40အရွယ်အမျိုးသားကိုတနက်နေ့ပြစ်ဒတ်သွားပြီးအသက်20အရွယ်လူငယ်တယောက်ကိုလည်းဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ဆိုပါတယ်။ဒီဇင်ဘာလ၅ရက်မှာတော့ကူရွာကိုစစ်ကြောင်းထိုးဝင်လာပြီးအသက်50အရွယ်အမျိုးသားကိုပြစ်ဒတ်ခဲ့တဲ့အပြင်အသက်35နှစ်အရွယ်အမျိုးသားတယောက်ကိုလည်းဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရပါတယ်။ လက်ရှိမှာစစ်ကြောင်းကရွှေဆက်တော်ဖျားကိုရောက်သွားပြီးဖြစ်ပြီးဖမ်းဆီးခံရသူတွေလက်ရှိအချိန်ထိပြန်မလွတ်သေးဘူးလို့မင်းဘူးခရိုင်အမှတ်6တပ်ရင်းရဲ့တာဝန်ရှိသူက DBP ကိုပြောပါတယ်ဒီဇင်ဘာလ9ရက်နေ့ကစစ်ကောင်စီတပ်နဲ့တွန်လှန်ရေးတပ်တွေဟာကရင်ကုန်းရွာနားမှာတိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့စစ်ကောင်စီတပ်ဘက်က ထိခိုက်သေးဆုံးသူရှိတဲ့အတွက်ကရင်ကုန်းရွာကိုလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ပြီးနေအိမ်တချို့ပျက်စီးခဲ့တာတွေရှိခဲ့ပါတယ်ရှင် ဒီပီပီယုံမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မကတော့ဂျိုဆမ်ပါရှင်